ုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးသွေးကကင်းဝင်ပြီးကိုယ်စိတ်နှစ်ပါးလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ဒီဇင်ဘာ9ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာပါလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကောမတီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း။ ဂျပန်နိုင်ငံလွှတ်တော်အမတ်များယုံမှာနိုင်ငံဆိုင်ဝင်ကြီးဒေါ်စင်မာအောင်ကမြမအရေးကြားနာပွဲပြုလုပ်ခဲ့တဲ့တဲ့။အကြမ်းဖက်ဆေးအုပ်စုကမတရားဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား931ဦးလွတ်မြောက်လာတဲ့တဲ့။ကနေ၊ခေဦး၊ကမ်ဘလူးနဲ့ဘူတန်နေမြို့နယ်တွေကိုတရက်ထဲမှာပဲအကြမ်းဖက်စစ်တပ်က၄ချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့။ ဒီဇင်ဘာ၁၀ရက်မှာအပြင်မထွက်အတန်တိတ်တပိတ်ကြီး Silent Strike ဆင်နွှဲဖို့ကိုတပိတ်ကောင်းဆောင်ကိုတေစာဆန်းအသိပေးလိုက်တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံထွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်ရှင်ပထမအဆုံးအနေနဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအစည်းအဝေးအမှတ်စဉ်52မြန်ဆောင်2025ကိုဒီဇင်ဘာ4ရက်မနေ့စနေနေ့မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တဲ့ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအဖွဲ့ဝင်တွေက၄၁မြေဆောင်၂၀၂၅မှာ ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးပေးစည်းမှုအခြေအနေတွေနဲ့ဆက်လက်ဆောင်ရွက်ဖို့ကြံရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့ဝန်ကြီးဌာနရဲ့တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်ချက်တွေကိုအကျဲတဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုပြည်အောင်စုဝန်ကြီးချုပ်မဝင်းခိုင်တန်းကဦးဆောင်ပြီးပြည်အောင်စုဝန်ကြီးတွေဒုတိယဝန်ကြီးတွေ အမြဲတမ်းအတွင်းဝင်တွေတွဲဖက်အမြဲတမ်းအတွင်းဝင်တွေ ဌာနဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဂျပန်နိုင်ငံလွှတ်တော်အမတ်များရုံမှာနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကမြမအရေးကြားနာပွဲ ပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မာအောင်က ဂျပန်နိုင်ငံလွှတ်တော်အမတ်များယုံမှာအကြက်ဖက်ဆေးအုပ်စုကပြုလုပ်မဲ့အတူရောင်ရွှေကောက်ပွဲနဲ့လက်ရှိမြမအရေးပကတိအခြေအနေတွေကိုရှင်းလင်းတဲ့မြမအရေးကြားနာပွဲကိုဒီဇင်ဘာ၂ရက်မှာပြုလုပ်ခဲ့ပါတယ်။မြမအရေးကြားနာပွဲကိုလွှတ်တော်ကိုယ်စားလှယ်များသတင်းမီဒီယာများနဲ့မြမအရေးကူညီအားပေးနေတဲ့ဂျပန်နိုင်ငံသားများမြမပြည်သူများတော်လိုင်းအင်အားစုများမှတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ပါတီစုံပါဝင်တဲ့မြမဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့လွှတ်တော်အမတ်များတမကတို့မှပူးပေါင်းစင်စင်ဆောင်ရွက်ခဲ့ကြတာပါ။ပြည်အောင်စုဝင်ကြီးဒေါ်စင်မအောင်ကမြမပြည်သူများရဲ့အရေးပေါ်လိုအပ်ချက်များအားအကူအညီပေးနိုင်ရေးအပါအဝင်အရေးပေါ်အခြေအနေအရဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့မြမပြည်သူများအားလည်းဆက်လက်ပြီးကာကွယ်ကူညီပေးရေးအတွက်အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါအပြင်ဂျပန်ရောက်မြန်မာပြည်သူများမှာပါဝင်ဖြည့်ဆို့ထားကြတဲ့ရွေးကောက်ပွဲပေါ်ထားရှိတဲ့သဘောစစ်တမ်းအားပါတီစုံပါဝင်တဲ့မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသောလွှတ်တော်အမတ်များတမကဥက္ကဋ္ဌထံလွှဲပြောင်းပေးအပ်ခဲ့ပြီးအကြက်ဖက်စစ်ကော်မရှင်မှပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုဂျပန်အစိုးရအနေနဲ့လက်ခံခြင်းမပြုရန်အတွက်လဲတောင်းဆိုခဲ့ကြပါတယ်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မာအောင်ရဲ့ဂျပန်နိုင်ငံခီးစဉ်အတွင်းမှာ The Liberal Democratic Party မှာခေါင်းဆောင်များဖြစ်ကြတဲ့လက်ရှိအောက်လွှတ်တော်ဒူဩကထနိုင်ငံခြားရေးဝန်ကြီးဟောင်းအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူ Mr. Chambago Ichiro အောက်လွှတ်တော်အမတ် Miss Kimiyaki ကို Deputy Secretary General Social Democratic Party ဂျပန်မှာဥက္ကဋ္ဌ Miss Musi ho Fukuchima နဲ့ပါတီတာဝန်ရှိသူများ လက်ရှိအထက်လွှတ်တော်အောက်လွှတ်တော်တို့မှအနိုင်ရရှိပြီးတာဝန်ထမ်းဆောင်ရရှိကြတဲ့ Democratic Party for the People မှတာဝန်ရှိသူများဖြစ်ကြတဲ့ Mr. Fukasago Hasuzu Mr. Kihichiro Hasoyama Miss Tamura Mami ဂျပန်နိုင်ငံရဲ့အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Komeito Party မှအထက်လွှတ်တော်အမတ်ဖြစ်သူ Mr. Taniai Masaki ွန်မြူနစ်ပါတီမှာအထက်လွှတ်တော်အမတ်မစ္စတာယာမာဆိုတာကူရိုနဲ့တွေ့ဆုံပြီးတော့မြမအရေးဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့အကြမ်းဖက်ဆေးအုပ်စုကမတရားဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား931ဦးလွတ်မြောက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်ဆဲအုပ်စုကမတရားဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား931ဦးလွတ်မြောက်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကမနေ့ကထုတ်ပြန်ပါတယ်။လွတ်မြောက်လာတဲ့သူတွေကအကြမ်းဖက်ဆဲအုပ်စုရဲ့မတရားပုံမှ905ကကြီးနဲ့ဖမ်းဆီးခံထားရတဲ့သူတွေဖြစ်တယ်လို့လည်း PPNM ကအသိပေးထားပါတယ်။ နိုဝင်ဘာ29ရက်က နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ639ဦးလွတ်မြောက်လာပြီးတော့ဒီဇင်ဘာတရက်မှာနိုင်ကျဉ်းအမျိုးသားအမျိုးသမီး282ဦးထပ်မံလွတ်မြောက်လာတာပါလွတ်မြောက်လာတဲ့သူတွေကိုကြည့်မယ်ဆိုရင်တရက်ထောင်က4ဦးကလေးထောင်က17ဦးဒိုင်ဦးထောင်က50ဦးအိုးဖို့ထောင်က46ဦးရမဲသိန်းထောင်က3ဦးတာယာဝတီထောင်က83ဦးဒဝဲထောင်က73ဦး ပြည်ထောင်က၄ဦး၊မကွေးထောင်က၂ဦး၊မြင်းကြံထောင်က24ဦးနဲ့အင်းစိန်ထောင်က32ဦးလို့ဖြစ်တယ်လို့သိရပါတယ်ရှင်။ကနေ့ခေဦးကမ်းဘလူးနဲ့ဘူးတလင်မြို့နယ်တွေကိုတရက်ထဲမှာပဲအစမ်းဖက်စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းတွေကကနီခေဦးကံမလူနဲ့ဘူးတနေမြို့နယ်တွေကိုဒီဇင်ဘာ၄ရက်တရက်ထဲမှာပဲအကျန်းဖက်စစ်တပ်ကလေးချောင်းကနေဘုံးချဲတိုက်ခိုက်ခဲ့ပါတယ်အကျန်းဖက်စစ်တပ်ရဲ့ဘုံးချဲတိုက်ခိုက်မှုတွေကပြည်သူနေအိမ်တွေပေါ်ကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်ပြည်သူအများအပြားထိခိုက်သေးဆုံးခဲ့ပါတယ်ကနီမြို့နယ်အနောက်မြောက်ဘက်ခြမ်းကိုအကျန်းဖက်စစ်တပ်ကမနေ့ကနေ့လယ်ပိုင်းမှာလေးချောင်းတိုက်ခိုက်မှု9ချိန်အထိပြုလုပ်ခဲ့တယ်လို့သတင်းအင်းမြစ်တွေကပြောပါတယ် ကဏီမျိုးနဲ့အနောက်မြောက်ဘက်ခြမ်းတနေရာကိုတဒါဝူကတက်လာတဲ့ Jet Fighter နဲ့ပထမအကြိမ်တိုက်ခိုက်မှုအဖြစ်မွန်းလွဲတနာရီ56မိနစ်တနာရီ58မိနစ်နဲ့တနာရီ59မိနစ်တွင်မှလေးချောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်ခဲ့ပြီးတော့ Jet Fighter နဲ့ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ်မွန်းလွဲ2နာရီ15မိနစ်2နာရီ16မိနစ်နဲ့2နာရီ23မိနစ်တွင်မှလေးချောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့တာပါဒါအပြင် ကဏီမြို့နယ်အရှိတ်ဖက်ချမ်းတနေရာကိုအကျန်းဖက်စစ်တပ်ရဲ့မုံရနာမခခတက်လာတဲ့ဂျိုင်ရိုကော့ပတာနှစ်စီးနဲ့လေးချောင်းကနေဘုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ကဏီမြို့နယ်သတင်းနဲ့ပြန်ကြားရေးကတော့အကျန်းဖက်စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်မီးလောင်ပျက်စီးခဲ့တဲ့ဆက်လက်ရုပ်တံဖိုင်ကိုထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။အလားတူခင်ဦးမြို့နယ်အရှိတ်ချမ်းငတင်းကြီးရွာကိုအကျန်းဖက်စစ်တပ်ကမနေ့ကမနက်မှလေးချောင်းကနေဘုံးကျဲတိုက်ခိုက်ရာ အမျိုးသမီးတအုပ်သေဆုံးခဲ့တယ်လို့ခေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တအုပ်ကပြောပါရယ်။အဲ့ဒီတိုက်ခိုက်ခံရမှုအတွင်းပြည်သူ့နေအိမ်နှလုံးပေါ်ကိုကြာရောက်ခဲ့ရာအမျိုးသမီးတအုပ်သေဆုံးပြီးအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။အကြမ်းဖက်စစ်တပ်ကကမ်းဘလူးမြို့နယ်မြောက်ချမ်းကချက်တင်းတိုင်နဲ့အရှိဘက်ပေကုန်းနဲ့ဇီးကုန်းမြောက်ရွာကြားကိုဂျက်ဖိုက်တာနဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီတိုက်ခိုက်မှုတွင်ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ Infinity Group ကအသိပေးထားပါတယ်။ဒါ့အပြင်ဘူတလင်မြို့နယ်အရှိမြောက်ချမ်းမှာရှိတဲ့ကံရရွာနဲ့စင်ကျုံရွာအနီးကိုလည်းအကျန်းဖက်စစ်တပ်ကဒီနေ့မွန်းလွယ်12:20မိနစ်မှာပါရာမိုတာ၂စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်12နှစ်အရွယ်ယောက်ျားလေးတဦးနဲ့ 9နှစ်အရွယ်မိန်းကလေး2ဦးတို့အပါအဝင်6ဦးတန်ရာရခဲ့ပြီးတော့နေအိမ်၈လုံးအထိပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ဒီဇင်ဘာ30ရက်မှာအပြင်းမထွက်အတန်တိတ်သပိတ်ကြီး Silent Strike ဆင်နွှဲကြဖို့ကိုသပိတ်ခေါင်းဆောင်ကိုတေစာဆန်းအသိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ဒီဇင်ဘာ10ရက်မှာပြည်သူလူထုတရက်လုံးအနေနဲ့အပြစ်မထွက်အတန်တိတ်တပိတ်ကြီး Silent Strike ဆင်နွှဲကြဖို့အတွက်တပိတ်ခေါင်းဆောင်ကိုတေစာဆန်းကအသိပေးလိုက်ပါတယ်။တပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ကိုတေစာဆန်းကိုခန့်ဝင်ဖြိုးနဲ့ကိုနန်းလင်းတို့ဦးဆောင်ပြီးတော့မန္တလေးမြို့လေဈေးချိုတော်အနီးမှာစစ်အာဏာရှင်စနစ်စန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြပါတယ်။ တ်တပ်ပြည်သူပေါင်းတို့ခင်ဗျာအားလုံးနှုတ်ခွန်းသားပါတယ်ကျွန်တော်တင်စာဆက်ဖြစ်ပါတယ်ဟဲ့မှာကျွန်တော်တင်စာဆက်ဖြစ်ပါတယ်ကျွန်တော်တင်စာဆန်းတဲ့အတူရေတော်ဘုံတပ်သားများဖြစ်တဲ့ဟဲ့မှာကိုခန့်ဝဲဖြောက်သခိုင်းကကိုနဲလေးတို့အတူရှိပါတယ်ဒီတို့ပေါင်းဒေသကနှုတ်ခွန်းသားပါတယ်ကျွန်တော်တို့အခုဆိုရင်အာနာရှင်စနစ်အောက်မှာနေနေရတာနေမိတော်တော့ငါးပြစ်ထားရတာပါပြီကျွန်တော်တိုင်းပြည်ရဲ့ဒီဘွားရဲ့ခြေနဲ့နိုင်ငံရဲ့ခြေနဲ့ရရဘာကောင်းတယ်ဘာကောင်းတာရှိတယ်

နာရှိစနစ်ကိုစန့်ကျင်တဲ့ခါမှာအန်ဒရယ်ကြီးပါလေ။အင်းအနီးတွေများပါလေ။ပိဆက်မှုတွေများပါလေ။ဒါပေမဲ့မစန့်ကျင်ရင်ဖြစ်မဲ့ထုံရှုံမှုတွေကပုံများတာဖြစ်တဲ့အတွက်သမိုင်းပင်တော်ဝင်ရအာနာရှိစနစ်ကိုစန့်ကျင်ကြ။ ဒီလူတို့လှုပ်ရှားမှုကို အာနာယူမအားလာလို့တင်းဦးတွေနဲ့မန္တလေးဘက်ကိုရှောင်းနေတဲ့ရက်မန္တလေးလယ်မှာစစ်မိတ်စာဘလူးတွေတောင်းချက်နေတဲ့အချိန်မှာပဲပြည်သူလူထုရဲ့ပါဝင်ကူညီဆောက်ရှောက်မှုနဲ့အတူဖော်ဆောင်ခဲ့ကြတာဖြစ်တယ်လို့အသိပေးထားပါတယ်။အာနာရှစ်စနစ်ကတက်မတော်နဲ့ရဲတပ်ဖွဲ့အပါအဝင် တိုင်းပြည်နယ်လူထုတရက်လုံးအတွက်ဘုံရန်သူဖြစ်တယ်။အာနာရှစ်စနစ်တိုက်ဖျက်ရေးဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးကတိုင်းပြည်အတွက်ဘုံရီမှန်းချက်ဖြစ်တယ်လို့ လူမှုတရက်လုံးအတွက်သမိုင်းပိတ်တာဝန်ဖြစ်တယ်။အာနာရှစ်စနစ်ကိုစက်ကျင်တွန်းလှန်ရတာကအရင်အနည်းအထိခိုက်တွေကြီးမားပါတယ်။သို့သောအာနာရှစ်စနစ်အောက်မှာခေါင်းငုံလဲဆင်းခံရပြီးဒီစနစ်တက်ဆိုးရှည်သွားရင်တိုင်းပြည်မှာဖြစ်လာမယ့်နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုက ပိုပြီးတော့ကြီးမားပါတယ်။ယခုအချိန်အာနာရှင်စနစ်တိုက်ဖြတ်ရေးဟာကျွန်တော်တို့ရဲ့သမိုင်းပိတ်တာဝန်ဖြစ်တယ်လို့ကိုတေစာဆန်းကပြောပါဗျ။ဒါအပြင် လာမယ့်ဒီဇင်ဘာ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာတနိုင်ငံလုံးလူထုတည့်ရလုံးကအပြည့်မထွက်အတန်တိတ်တပိတ်ကြီး silence strike ဆင်နွှဲပြီးတော့ဒီလူထုသဘောထားနဲ့တောင်းဆိုချက်ကြီး3ရက်ကိုဖော်ထုတ်တောင်းဆိုကြဖို့ရှိမယ်ဆိုတာနဲ့ဒီလူထုတိုက်ပွဲလှုပ်ရှားမှုဟာပြည်သူလူထုအားလုံးအတူတကွပူးပေါင်းပါဝင်ဆင်နွှဲကြဖို့ကိုတေစာဆန်းကတိုက်တွန်းထားပါတယ်။ဒါအပြင်လူထုသဘောထားဆန္ဒနဲ့တောင်းဆိုချက်ကြီး3ရက်ဖြစ်တဲ့ ်အာရမဖန်စီအချင်းချခံထားရတဲ့လူတို့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်တမ္မရာကြီးဦးဝင်းမြင့်တို့နဲ့တကွာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအ мян ဆုံးလှုပ်ပေးရေးအကျန်းဖတ်ဆေးအုပ်စုကအခုအတင်းအာရမပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာတိုင်းပြည်ရဲ့လက်ရှိ နိုင်ငံရေးပြဿနာအတွက်ထွက်ပေါက်မဖြစ်ရုံသာမက ထောင်ချောက်ပဲဖြစ်တယ်ဒါကြောင့်ဒီအတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူလူတည့်ရလုံးကပြပြတသားစန့်ကျင်နေရရင်းနဲ့ အကြမ်းဖက်ဆေးအုပ်စုဟာအာရမစစ်မှုထမ်းဥပဒေကိုအတင်းပြုကြည့်ပြီးလူမှုတရက်လုံးကို အမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေတယ်။လူငယ်လူရွယ်များစွာကိုတေသွင်းတဲ့ကိုပို့နေတယ်။ဒီအတင်းအာရမစစ်မှုထမ်းဥပဒေကိုလုံးဝဖျက်သိမ်းရေးတို့ကိုတောင်းဆိုထားပါလေရှင်။ ခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွဟန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စိတ်အာဏာရှင်အမြင့်ပြတ်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမပင်မြို့နယ်မှာအောင်လန်းလွင့်မီထောင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြသဘိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်းလွင့်မီထောင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းနဲ့ တိတ်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးခေတ်ကျမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအောင်လန်လွှင့်မီရွှေကြည်တပိတ်စစ်ကြောင်းကတိတ်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရင်ဆန္ဒပြတပိတ်ကိုမနေ့ကပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီရွှေကြည်တပိတ်စစ်ကြောင်းနဲ့ ။တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရှမက်ပင်မြို့နယ်မှာနောက်ပြန်မလှည့်သေးဒီတော်လည်းရေးတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲပေးနဲ့တပိတ်မှောင် တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားတွေကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးခေကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေစဉ်ပြုလုပ်နေရပါရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါသေးရှင်။ကျေးဇူးတင်ပါတယ်ရှင်။